ဘာဖြစ်လို့ထုတ်တာလဲဆိုရယ်ဖြည့်ရှင်းချက်လေးတော့သိကျင်တာပေါ့လေအကြောင်းပြချက်မရှိဘဲနဲ့ထုတ်တယ်ဆိုရင်တော့ပို့ပြီးတော့တောင်မှစိတ်မကောင်းဖြစ်ရလေမဟုတ်ဟောစိတ်ထိခိုက်ရပါတော့ကို့အဖွဲ့ကကျွန်မကို့ကိုမလို့ချင်တာဆိုလေအဲ့လိုမျိုးပို့ပြီးတော့စိတ်မကောင်းဖြစ်ရပါတယ်ဟောသူတို့ထုတ်လိုက်ချင်ပြီဆိုကြတဲ့ကျွန်တော်ကလည်းအဲ့ထိုင်နေတော့မိလိုက်ပါတယ်ကျွန်တော်တကယ်လို့ဟိုသူတို့ထုတ်ချင်တယ်ဆိုတော့မှကျွန်တော်ရတယ်ကျွန်တော်ထွက်ပြေးလိုက်မယ်ကျွန်တော်မလုပ်ဘူးလို့တော့ကျွန်တော်ညင်းလိုက်တယ်ဒီလိုမျိုးပြန်ပွဲတွေကတော့ကျွန်တော်ဒါဒီတစ်ခေါက်နေရတော့ဟိုအာထရမ်းမာလည်းဖြစ်ရပါလား ဒီဘဇုတ်ထုတ်ချင်းလဲမေးတဲ့အချိန်မှာသူတွေမင်းခန့်ထုတ်ချင်းတယ်လို့တုံးအောင်လုံးပြောပို့ပြီးတော့ဟိုအရန်ခံစားရတယ်နောက်တစ်ခုဖြစ်တာကကြတော့တခြားဖွဲ့ကမင်းလိုက်တော့တခြားဖွဲ့ကလည်းကိုယ်မလို့ချင်းတော့တယောက်တည်းကြောင်ပြောက်တဲ့ပုံစံမျိုးတော့ဖြစ်ခဲ့ရပါဘောเนาะအားလျာမော်လီအမှန်တိုင်းပြောလို့ရှင်တော့အရန်ခံစားရခြင်းမှာပါရပါဘောเนาะမော်လီအဲ့လိုမျိုးထိုင်းနေရဒီဘဇုတ်ထုတ်ချင်းလဲမေးတဲ့အချိန်မှာသူတွေမင်းခန့်ထုတ်ချင်းတယ်လို့တုံးအောင်လုံးပြောပို့ပြီးတော့ဟိုအရန်ခံစားရတယ်နောက်တစ်ခုဖြစ်တာကကြတော့တခြားဖွဲ့ကမင်းလိုက်တော့တခြားဖွဲ့ကလည်းကိုယ်မလို့ချင်းတော့ တယောက်တည်းခြံပြောက်တဲ့ပုံစံမျိုးတော့ဖြစ်ခဲ့ရပါတော့ဟိုအမှန်တမ်းပြောလို့ရှင်တော့မောင်လေးလည်းအလောက်ကြီးအရင်အများကြီးအပြည့်လောက်ထားလည်းမရှိပါတော့ဒီဇညွန်ဇက်ကောင်ရွေးတဲ့အခါမှာဆိုရင်လည်းမောင်လေးဒီရန်တာဖြစ်တာအမှန်တမ်းပြောလို့ရှင်သူတို့လိုချင်တဲ့ဇက်ကောင်လေးကိုပဲယူခဲ့ရပါတော့ဒါလည်းသူတို့အပြည့်ပြောလည်းမဟုတ်တာမောင်လေးခံစားရတဲ့ဟာလေးကိုပဲပြောပြတော့အဲ့တော့ကတော့မောင်လေးအရင်စိတ်မကောင်းဖြစ်တယ်အမှန်တမ်းပြောလို့ရှိရင်မောင်လေးဥသာမေးလိုက်လို့ရှိရင်ဘာလို့ထုတ်ချင်နေမလို့ရှိရင်အဲကျွန်တော်ဆိုရင်ဘာလို့မထုတ်ချင်ဘာလို့လဲဆိုတော့ ဒီအရာကြတော့အရန်ခံစားမယ်ပေါ့နော်ဘာလို့ဆိုတော့ဒါမလို့ချင်တဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်တခြားဖွဲ့နေမတူဒါကိုယ့်ဖွဲ့ကကြာကိုယ့်ဖွဲ့တွေကမှကိုယ်ထူးထူးခြားခြားလေးမျိုးလေးထုတ်လိုက်တာဆိုတော့ပိုပြောအရန်စိတ်မကောင်းဖြစ်တော့နော်နောက်ပြစင်ပေါ်မှာလည်းအရန်တော့ရှက်ရှက်မိတယ်ပေါ့နော်ဒီတခြားပြန်ဝင်နေရှိမှာရောထိုင်နေရှိမှာရောအဲ့လိုမျိုးပြောခံလိုက်ရတော့အရန်တော့ဟိုရှက်မိသွားတယ်စိတ်မကောင်းလည်းဖြစ်မိသွားတယ်ခင်ဗျာ အာကျွန်တော်ကအမှန်တမ်းပြောလို့ရှိရင်စင်မမာခဲ့တဲ့ကျွန်တော်မေးလိုက်တင်တာဒါပေမဲ့လည်းကျွန်တော်သူတို့ပြောလိုက်တဲ့ချိန်နဲ့ကျွန်မမာတုတ်ပြန်မှုကဘာမှပြောဖို့ဟာဟိုစဉ်းစားမရဘူးဖြစ်တယ်ဗောနော်အမှန်ဆိုကျွန်တော်စင်မမာခဲ့တဲ့ကျွန်တော်သူတို့ကိုမေးချင်တယ်ကျွန်တော်မှာဒါအဖာပြေးရှိလို့လေသူတို့ပြေးတဲ့ဇက်ကောင်အောင်မြန်မယူလို့လားဒါမှမဟုတ်တခြားပြင်ပကိစ္စကြောင့် မဟုတ်လို့လားဆိုပြီးကျွန်တော်သူတို့တော့မေးချင်တယ်ကျွန်တော်မှလည်းကျွန်တော်သူတို့ပုံမှန်လည်းကျွန်တော်အပြည့်လောက်ထားလည်းမရှိပါဘူးဒါပေမဲ့အဲ့လိုမျိုးကျွန်တော်ထုတ်ခံလိုက်ရတော့ကျွန်တော်အရင်ကြီးတော့ one name ရပါဘူးအမရဲ့ဘာလို့ဆိုတော့တခြားပြိုင်ပွဲဝင်တွေမှာအဲ့လိုမျိုးမရှိကျွန်တော်တို့ဖွဲ့ထဲမှာကျွန်တော်ဖြစ်ချင်ကျွန်တော်ကပဲထုတ်တာဆိုတော့ကျွန်တော်ပို့ပြီးတော့ဟိုစိတ်မကောင်းဖြစ်တယ်ဒီဟာလည်းကျွန်တော်အမြင်ပြောမယ်ဆိုတော့သူတို့မြင်မှာဒါသူတို့နဲ့ဟိုမကိုက်ညီလို့သူတို့သူတို့အလုပ်လုပ်ကအဆင်မပြေလို့ ဟိုဇက်ကောင်ယူတဲ့ခါမှာလည်းကျွန်တော်ဘက်ကကကြီကြောင်ကြလို့အဲ့လိုမျိုးကြောင်သူတို့ဟိုထုတ်တယ်လို့တော့မြင်ပါတယ်ဒါကလည်းကျွန်တော်အမြင်ပြောလို့ရှင်တော့အဲ့လိုမျိုးကြီးတော့ဒါသူတို့ကပြပြောတာမဟုတ်ဘူးเนาะကျွန်တော်ရေခန်းစားချက်ပြောလို့ရှင်တော့ဒါကတော့အဲ့လိုမျိုးကြီးတော့ဟိုမလုတ်တင်ဘူးပေါ့เนาะဘာလို့လဲဆိုတော့ဒီဟာကတကယ်ကိုအကုန်လုံးအယောက်နဲ့စေလုံးကတော့ဒါကောင်းဆောင်မင်းသားမင်းသမီးဖြစ်ချင်ကြလို့ဒီနေရာကိုအကုန်လုံးကလားပြိုင်ကြပါဘောเนาะအဲ့ဒီအချိန်မှာသူလည်းဖြစ်ချင်တယ်ကျွန်တော်လည်းဖြစ်ချင်တယ်ဒါကရလာတဲ့အခွင့်အရေးလို့တော့ကျွန်တော်လည်းစုတ်ကင်ခြင်းနေအမရဲ့အမှန်တမ်းပြောလို့ရှိရင်တော့ကျွန်တော်တို့ဒီဇက်ကောင်ယူတဲ့အခါမှာလည်းကျွန်တော်တို့ဒါအပြင်းအားငှားရနေမ တူအပြင်အငှားကကြတော့ကျွန်တော်တို့မှဒါဟိုကျွန်တော်တို့ရိုက်ချင်ရိုက်လိုက်မယ်ဒါမရိုက်ချင်မရိုက်ဘူးเนาะဒီအားကကြတော့ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ तू ဒါဖြစ်ချင်တော့ကြတော့ကျွန်တော်တို့ကဒါ group like သွားရတဲ့ပုံစံမျိုးဖြစ်တာကြောင့်မလို့တစ်ဖွဲမကောင်းလို့ရှိရင်ဒါမကောင်းတော့ဘူးပေါ့နော်တစ်ဖွဲဟိုပြုတ်လို့ဒါအမှန်တမ်းပြုတ်လို့ရှိရင်ဒါပွဲလိုက်တော့ပြုတ်သွားတာမဟုတ်ဘူးခင်ဗျာ အဲ့ထင်မှာကျွန်တော်တို့ရှေ့ဟိုလာမယ့်ပိုင်းနေစုံတော့တွေ့ရမှာပါဒါအများကြီးတော့ပြောလို့တော့မရသေးဘူးเนาะကျွန်တော်အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်ဘယ်သူမှတောင်မှမကြည့်ပါဘူးကျွန်တော်မျက်နှာလေးဆိုကျွန်တော်မျက်နှာလေးကြည့်ရင်လည်းတိမာပါဒါကလည်းဒါကုကုကိုကောင်းနေလို့လည်းပြောတာလည်းမဟုတ်ပါဘူးဒါကဒီလိုမျိုးတွေထုတ်လိုက်တဲ့အပေါ်မှာကျတော့ကျွန်တော်ပုံမှာဒါစိတ်မကောင်းဖြစ်တယ်ပေါ့เนาะတုံးအောင်လုံးအောင်မဖယ်တာဆိုတော့လေကျွန်တော်အပြစ်လုပ်ထားလည်းမရှိပါဘူးဒါကဒီအကုံလုံးကတော့ဒီဟာခေါင်းဆောင်မင်းသမားမင်းသားမင်းသမီးနေရာကိုရချင်တာလေသူတို့လည်းရချင်တယ်ကျွန်တော်တို့လည်းရချင်တယ်တခြားပြိုင်ပွဲဝင်နေလည်းအကုံလုံးကရချင် င်တယ်အဲ့ဒီမှာအကူလိုက်သွားရတော့ပူဆိုးရယ်ပေါ့နော်ကျွန်တော်ကတရားမကောင်းလို့ရှိရင်ဒါအကုန်လုံးကဟိုမကောင်းဘူးဒါပြုတ်ပြုတ်ချင်လဲပြုတ်သွားမှာဒါမို့ဒီအိုက်ထံမှာပါကျင်တဲ့လူလည်းပါသွားမှာပေါ့နော်အဲ့လိုမျိုးကျွန်တော်ကဒါသူတို့ဘက်မှာဆိုလဲကျွန်တော်ဒါပြန်ပွဲဝင်ဇက်ကောင်ကျွန်တော်တို့ဒါထိုင်ရလို့ပြီးတဲ့အချိန်မှာဆိုလဲဇက်ကောင်၄ခုရှိရယ်၄ခုကမှကျွန်တော်ကျွန်တော်အမြင်ပြောမယ်ဆိုရင်ဒါမဲလေးနှိုက်လိုက်

ID လုပ်တဲ့ခါမှာဆိုရင်ကျွန်တော်ကဒါကျွန်တော်ဘက်ကတော့ကျွန်တော်အကောင်းဆုံးတော့လုပ်ပေးခဲ့တယ်။ဒါထိုင်ရတော့ထိုင်ရလို့ကြော်တာတော့ကျွန်တော်လည်းမဆိုင်ဘူးတော့ကျွန်တော်ဆိုရင်လည်းဒါဒီထဲမှာဆိုရင်ကျွန်တော်ထိုင်ရတော့ရှေ့ပထမဆုံးပြိုင်တော့ဆိုရင်ကျွန်တော်ထိုင်ရတော့6ချောင်းလောက်ပြောမယ့်နေရာမှာလည်းကျွန်တော်3ချောင်းလောက်ပဲပြောခဲ့ရပါဘူးနော်။ထိုင်ရလို့ကြော်အဲ့လိုမျိုးကြော်ပြောတာလည်းရှိရပါဘူးနော်။ဒါသူတို့လည်းကျွန်တော်ဒါအပြစ်ပြောရလည်းမဟုတ်ပါဘူးကျွန်တော်အဲ့ဒီကျွန်တော်အမှန်တမ်းပြောလို့ရှိရင်အဲ့ကျွန်တော်ထုတ်လိုက်တဲ့အချိန်တော့ဆိုကျွန်တော်စိတ်တက်ကြသွားရဲ့ဒါမှလည်းဟိုဘက်ဟိုဘက်ဖွဲ့ရလည်းမရွေးဘူး ဒီဘက်ဖွဲ့ဝယ်ပြန်သွားတော့မှအဲ့ချိန်မှာကျတော့ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ငါပါတာငါပါတီဖြစ်စီငါမပါတီဖြစ်စီငါသူတို့ပုံမှန်ငါအကောင်းဆုံးလုတ်ပေးလိုက်မယ်ငါလုတ်ပေးနိုင်ငါအကောင်းဆုံးပေါ့ငါပါပါမပါပါငါသူတို့ပိုင်ပြီးတော့ပေါ့အမိုင်အဲ့လိုမျိုးစိတ်လေးပဲတွေးလိုက်တယ်အဲကြောင့်မလို့ကျွန်တော်အဲ့ဒီသူတို့ခွဲပြန်ကြသွားတဲ့ပုံမှာနောက်ထက်ဇလန်တစ်ခုလုပ်တဲ့အချိန်မှာကျွန်တော်ဘက်ကသူတို့ပုံမှာကျွန်တော်အကောင်းဆုံးကျွန်တော်လုတ်ပေးခဲ့တယ်ကျွန်တော်အကောင်းဆုံး support ပေးခဲ့ပါတော့ကျွန်တော်ကတော့ဟိုကျွန်တော်ရဲ့ကံကြမ္မာလို့ပဲပြောမှာပေါ့လေဟုတ်ဟုတ် အာရမ်းဖြစ်တာပေါ့မာရယ်ဘာလို့ဆိုတော့ဒါလူအများကြားထဲမှာအခုလိုမျိုးကြီးထုတ်လိုက်တာဆိုတော့ပို့ပြီးတော့ဟိုကျွန်တော်ဟိုရှက်စရာကောင်းတယ်ပေါ့နော်အဲ့လိုမျိုးသူ့ကိုမလိုချင်ဘူးတခြားအဖွဲ့တွေကလူလိုချင်နေဆိုတော့ကျွန်တော်ကျွန်တော်ဒါဆိုရင်အဲ့လိုမျိုးဆိုရင်ကျွန်တော်တခြားလူဆိုရင်ကျွန်တော်ပြောမထွက်ဘူးပေါ့နော်အခုလိုမျိုးဟိုတုံးခေါက်လုံးကတင်းညီညီကြွတဲ့ဒါသူတွေကိုထုတ်ချင်တယ်သူတွေနဲ့တွဲမလို့ချင်ဘူးအဲ့လိုမျိုးလीပြောလိုက်တော့ ကျွန်တော်အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်စင်မမငိုချင်ဒါမဲ့လည်းကျွန်တော်ငိုလို့မဖြစ်ဘူးကျွန်တော်ငိုလိုက်လို့ရှိရင်ထပ်ပြီးဒီကောင်ကြီးကအတန်းရှင်းရှာကြံပြီးထပ်ပြီးတော့နာမည်ကြီးကျင်ပြန်ပြီးပေါ်ပြူလာဖြစ်ချင်တယ်အဲ့လိုမျိုးပြောခန့်ရမှာလည်းကျွန်တော်ချက်တယ်အဲ့ကြောင့်လည်းကျွန်တော်ကိုယ်စိတ်ကိုပဲတည်ငြိမ်ထားလိုက်တယ်ပေါ့နော်ကျွန်တော်သူတို့သူတို့တော့ကျွန်တော်ထုတ်သူတို့ထုတ်မယ်လို့ပြောတဲ့အချိန်မှာတော့ကျွန်တော်သူတို့ဘာစကားမှတောင်ပြောတော့မပြောနိုင်ခင်ဘူးပေါ့နော် ဘာမှလည်းတိတ်ပြမပြောနိုင်ဘူး။ဒါပေမဲ့လည်းအမှန်တမ်းပြောလို့ရှင်တော့ကျွန်တော်စင်ပေါ်မှာခဲ့တော့ကျွန်တော်မေးလိုက်ချင်တာပေါ့နော်။ဘာအကြောင်းကြောင့်မြန်ထုတ်ချင်တာလဲ။ဘာအစီမီဒီယာလေးမျက်ရှိလဲဆိုပြီးတော့အဲ့လိုမျိုးတွေတော့မေးချင်တာမျိုးတွေရှိခဲ့ပေါ့နော်။မေးခွင့်မရခဲ့။မေးခွင့်မရခဲ့ဘူးခင်ဗျာ။ဒီကနေ့ဆိုရင်ဘယ်လိုလဲမေးချင်တယ်တို့။အာကျွန်တော်ခုနပြောလို့ပေါ့နော်။ကျွန်တော်ဒါကျွန်တော်ဒါဘာဖြစ်လို့ ထုတ်တာလဲ။ဒီ၃ရောက်လောက်อ่ะဒါကျွန်တော်သူတို့ပုံမှာလဲကျွန်တော်ဘာအမားတွေမြန်လောက်ထားလဲပေါ့เนาะကျွန်တော်အမားတွေလောက်ထားလို့ရှိနေကျွန်တော်၃ရောက်လောက်ပုံမှာကျွန်တော်တကယ်တောင်းဝင်ပါတယ်ကျွန်တော်အမားရှိလို့ရှိနေကျွန်တော်ခုနကအဲ့လိုမျိုးကျွန်တော်ထုတ်ခိုင်းရတဲ့ကြောင့်လောက် ျွန်တော်အရင်တော့စိတ်မကောင်းဖြစ်မိပါတယ်ကျွန်တော်ကအဲ့လိုမျိုးလေးဘာဖြစ်လို့ထုတ်တာလဲဆိုရယ်ဖြည့်ရှင်းချက်လေးတော့သိချင်တာပေါ့လေအချောင်းပြချက်မရှိဘဲနဲ့ထုတ်တယ်ဆိုရင်တော့ပို့ပြီးတော့မှစိတ်မကောင်းဖြစ်ရလေမဟုတ်ဟုတ်မှန်တယ်ပြောလို့ရှိရင်လေကျွန်တော်ဒါကျွန်တော်ကောင်းတယ်လို့လည်းပြောတာတော့မပြောချင်ပါဘူးကျွန်တော်လည်းဒါထိုင်ရလို့ယူတဲ့ချိန်မှာတော့သူတို့နဲ့နည်းနည်းလေးစကားများဖြစ်တာဆိုတော့ကျွန်တော်ကအဲ့ဒါလေးတခုလောက်ပါပဲနောက်ပြီးဖြစ်ချင်တော့ကျွန်တော်ကပိုဘက်ဖွဲ့ဝင်လိုက်တဲ့ချိန်မှာဟိုပြန်ကြည့်လိုက်တော့သူတို့လက်တရားတင်းတို့ချေပိုပြီးတွဲထားလေ ပို့ပြီးတော့ဒါမှလည်းပြောပို့ပြီးတော့စိတ်ထိခိုက်ရပါတော့ကို့အဖွဲ့ကတည်းကကို့ကိုမလိုချင်တာဆိုလေအဲ့လိုမျိုးပို့ပြီးတော့စိတ်မကောင်းဖြစ်ရပါတယ်ဟုတ်အာကျွန်တော်ကအဲ့ဒီအဲ့ဒီသူတို့ထုတ်လိုက်ချင်ပြီဆိုကြတဲ့ကျွန်တော်ကလည်း ဲ့ထိုင်နေလို့တော့မီးလိုက်ပါတယ်ကျွန်တော်တကယ်လို့ဟိုသူထုတ်ချင်တယ်ဆိုတော့မှကျွန်တော်ရတယ်ကျွန်တော်ထွက်ပြေးလိုက်မယ်ကျွန်တော်မလုပ်ဘူးလို့တော့ကျွန်တော်ညင်းလိုက်တယ်ဒါပေမဲ့တခြားအဖွဲ့လည်းကျွန်တော်မလိုချင်တော့နောက်ဆုံးတော့သူတို့အဖွဲ့စီကိုပဲကျွန်တော်ပြန်ရောက်သွားဒါပေမဲ့လည်းကျွန်တော်သူ့အဖွဲ့နဲ့ပြန်လုတဲ့ချိန်မှာကျွန်တော်ဘက်ကတော့ကျွန်တော်သူတို့သူတို့သုံးအောင်ပုံမှာကျွန်တော်အကောင်းဆုံးတရုတ်ဆောင်တဲ့ချိန်မှာကျွန်တော်အကောင်းဆုံး support ပေးခဲ့တယ်ကျွန်တော်အကောင်းဆုံးလုပ်ပေးခဲ့ပါတော့အဲ့ဒီကျွန်တော်ပါမပါဒီအဖွဲ့လေးကျွန်တော်ဒီ group ရဲ့မှဒါ ဘယ်သူပြန်ပါမလဲမပါမလဲဆိုတော့ဒါစောင့်ကြည့်ရင်တော့ဟိုတီးမှာပေါ့လေဒါမှလည်းကျွန်တော်ကတော့ဒါဒီလိုမျိုးပြန်ပွဲတွေကတော့ကျွန်တော်ဒါဒီတစ်ခေါက်နေရတော့ဟိုရင်းစိတ်ပြတ်တာတော့မဟုတ်ပေါ့နော်ဒါတခြားအလုံးနဲ့မတူပြန်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့စိတ်ဖြည့်ဆည်းမှုတွေလည်းရှိရတယ်ပို့ပြီးတော့ဟိုပြန်ပြောမလဲတယောက်နဲ့တယောက်အနိုင်လိုချင်တဲ့စိတ်လေးတွေရှိရဆိုတော့ပို့ပြီးတော့စိုးရယ်ပေါ့နော်ဒါရှေ့လျှောက်ကြတော့ကျွန်တော်ကဒီလိုမျိုးဟိုကက်စီနီဆိုကက်စီနီဆိုတော့နည်းနည်းလေးတော့အဲ့လိုမျိုးလေးစဉ်းစားစရာလေးတော့ဖြစ်လာပါဘောခင်ဗျာ။ဟာထရမ်းမာလေးလည်းဖြစ်ရပါလား။ ဟောကျွန်တော်ဒီဟာကဟိုဒီဟာ reality show ဖြစ်တယ်ပေါ့နော်အမှန်တမ်းပြောလို့ရှင်တော့ဒါကတော့ဟိုရှေ့မှာတော့음ပြပြရှင်းရှင်းမှာပဲအိတ်ထုတ်လိုက်တဲ့ကိစ္စလေးနဲ့ပဲပို့ပြီးတော့ဟိုထွက်မာလေးရသွားပေါ့နော်တခြားပြန်ဝယ်ဒီမှာဆိုရင်လဲကို့အမြင်အဲ့လိုမျိုးမလို့ရှင်းမှာလားငါ့အမြင်အဲ့လိုမျိုးထုတ်ကြမှာလားဆိုစိတ်လေးကတော့ရှိရပေါ့နော်ဒါကလည်းကျွန်တော်ကဟိုရှေ့မှာကြတော့ကျွန်တော်ကဒီကျွန်တော်ဟာနဲ့ကျွန်တော်ဒီ interview လေးမှာလဲကျွန်တော်ဇီစကားအမှား သုံးသုံးနှုံးလေးလွဲတာလေကသူတို့စိတ်ထဲမှာသူနဲ့အတူတူလို့လို့ရှင်ဟာဒီကောင်းကြောင့်ငါတို့ငါတို့ဘာပြောခံရမယ်ငါတို့ဘာဆေးခံရမယ်သူတို့အဲ့လိုမျိုးတွေးလိုက်လို့မတွေးတွေးတွေးမြန်တွေးလို့လာတော့ဟိုမတီးမတီးဘူးပေါ့နော်မောင်လေးရဲ့စိတ်ထဲမှာဒါလည်းသူတို့လည်းတောင်းလိုက်တာမေတ္တာပြက်လို့လည်းပြောရမှာမဟုတ်ပါဘူးဒါမောင်လေးရမ်းခံစားခံစားနေရလို့မျိုးဒါဒီလိုမျိုးပြောမိတာပါခင်ဗျာဟောဒီအကောင်းဆုံးတော့ဟိုစူးစမ်းပါတယ်ဒါပေမဲ့အဲသူတို့ခုနပြောသလိုပေါ့နော်သူတို့မြင်မှာတော့ဒါဒီကောင်ကအဲ ဟိုမပြောမလဲဟိုပို့ပြီးတော့အတန်ရှင်သူတို့ထပ်ပို့ပြီးတော့အတန်ရှင်ရကျင်တယ်ပို့ပြီးတော့ဟိုအာဟိုပို့ပြီးတော့ဒီနေရာကိုခေါင်းဆောင်မိသားရကျင်တယ်အဲ့လိုမျိုးဟိုသူတို့တွေးကျင်လဲတွေးမှာပေါ့မောင်လေးစိတ်ထဲမှာတော့အဲ့လိုမျိုးမရှိဘူးမောင်လေးဒီ group ကိုကြပြီဆိုကြတယ်မောင်လေး၄ယောက်စလုံးကဒါအကောင်းဆုံးလုပ်ရမယ်အကောင်းဆုံးကြော်ဖြစ်ရမယ်ဒါ group life ရှင်ပြိုင်ရတာဖြစ်တော့တဲ့ကြောင့်မလို့ဟိုတခြား group တွေမောင်လေးမြင်မှာတခြား group တွေမှာကြတော့ကောင်းတယ်ကောင်းတယ်ဒီဘယ်လိုမျိုးဇလန်လေးကစား ဟိုကြာလာလေဆိုလဲသူတို့သူတို့လေးလည်းမြင်တာဒါမဲ့လဲဟိုပြန်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ graphics လေးတော့ရှိမှာပါဒါမဲ့ ဟိုနည်းနည်းလေးတော့မောင်လေးတို့ group ထက်ဆိုင်တော့ကောင်းမယ်လို့တော့ပြောရမယ်ပေါ့နော်မောင်လေးတို့ group ကကြတော့စလာကလေးကပြဿနာတွေဖြစ်တာဆိုတော့အဲ့လိုမျိုးလေးလေးကွာကျင်မှာမကွာကွာသွားမှာပေါ့လေဟုတ်ဟုတ်ဟုတ်ပြန်ပွဲတော့ကတော့မောင်လေးကတော့အီပို့ပြီးတော့အရန်အဲ့လိုမျိုးခုနထုတ်ခန့်ရလေရောအရှိမာကြတော့ဒါပြန်ပွဲပြန်ပွဲတွေမှာဆိုရင်လေအဲ့လိုမျိုးဟိုအတန်းရှင်းရှာတယ်လို့အဲ့လိုမျိုးလေးလေးပြောခန့်ရလေရောရှိရပါဒါပေမဲ့မောင်လေးကတီးခံပါတယ်တီးခံပါပဲလို့ဆိုတော့ပြဿနာလည်းမဖြစ်ချင်ဘူးလေကိုကြောင့်လေဒီ ပြိုင်ပွဲကြီးပျက်စီးသွားမှလည်းမလို့ခြင်းဘူးကိုကြောင့်ဒီပြိုင်ပွဲကြီးပုံမှာကိုကြောင့်ဒီအရေးမေးချမှလည်းမောင်လေးမလို့ခြင်းအဲကြောင့်မလို့ဟိုကျွန်တော်ဘက်ကတော့အကောင်းဆုံးတော့အသီးခံပါတယ်ဒါမဲ့လည်းဒီဇက်ကောင်လေးယူတဲ့ချိန်မှာတော့နည်းနည်းလေးတော့ဒီအတ္တပေါ်မှာလူစိုးအတ္တလေးတော့ရှိရပါဘောဒီခေါင်းဆောင်မင်းသားမင်းသမီးနေရာလေးရောလိုချင်ကြပါလို့ဆိုတော့ကျွန်တော်တို့ကလည်း ဒီဟာလေးကိုပဲမျှော်ကိုးရပါတော့ကျွန်တော်တို့မှလည်းဒီနောက်ခံ background လည်းမရှိဘူးအရင်ဟို support ပေးမယ်လူဆိုတာလည်းမရှိဘူးအမှားဒါဒီလိုမျိုးပြိုင်ပွဲလေးကိုပဲအားကိုးရဆိုတော့ဒီခေါင်းဆောင်မင်းသားမင်းမီးနေရာလေးကိုလိုချင်တာပါပဲအဲ့ဒါမှဒီဇက်ကောင်လေးရွေးတဲ့အခါမှာအဲ့လိုမျိုးကရောက်ကစားလေးရှိတဲ့ပုံစံမျိုးပါပဲခင်ဗျာဟာကျွန်တော်ကဒီငားပါတယ်ငားပါတယ်ဆိုတာကဒီတခန်းစာနှခန်းစာလေးပေါ့နော်တခန်းစာနှခန်းစာကလည်းဟိုကိုမကြိုက်လို့မရိုက်တာပေါ့နော်အမှန်တမ်းပြောလို့ရှင်မောင်လေးကကြတော့အဲ့လိုမျိုးလည်းမရိုက်ချင်ဘူး ဒီကိုဒီဟိုခေါင်းဘယ်လိုပြောမလဲမင်းသားမဖြစ်ချင်ပါရဲ့တိရစ္ဆာန်ကောင်ဖြစ်ချင်တယ်ဒါပေမဲ့ကိုလာငားတဲ့နေရာလေးမှာကျွန်တော်ဒီပြိတ္တတွေကိုတော့ထိတိမိမိလေးချပြခြင်းနဲ့ဒီလာငားတဲ့ဟာလေးကကြတော့ဒီဟိုတငယ်ချင်းနဲ့ coffee တောက်တာတို့အဲ့ဒီတငယ်ချင်းနဲ့လမ်းလျှောက်သွားတဲ့ဟာမျိုးတွေကြတော့အရင်ရင်တော့အဆင်မပြေဘူးပေါ့မရဲ့နောက်တစ်ခုကကြတော့ဒီကဒီကလိုအဲ့ဒါနဲ့ပေါက်သွားရဲ့ဆိုတော့မှကျွန်တော်ကဒီဘလောက်ပဲရိုက်ရိုက်ဒီ ကြည့်ရှုတွေမြင်မှာသူကဒီအားနဲ့တက်လာဆိုအဲ့လိုမျိုးဟိုလေမောင်လေးကမလိုလားဟိုစလာကလေးကရီမန်းချက်လေးတော့ရှိရပါဘူးလူဆိုတော့ရီမန်းချက်ရှိမှလည်းအောင်မြင်မယ်လို့လေမောင်လေးကယုံကြည်တယ်လေအဲအကြောင်းမောင်လေးကဒီလောကရဲ့စာဝင်ခဲ့တာဒါရိုးဆောင်ကောင်းဖြစ်ရမယ်အရင်ဟိုပြောမလဲဒီခေါင်းဆောင်နေရာမဟုတ်တော့မှာစကန်နေရာလောက်အဲ့လိုမျိုးလေမောင်လေးကမှန်းတာပေါ့လေဟောဟော တချို့ comment လေးတခုနှစ်ခုလာမလို့တွေးလိုက်တယ်။အော် तू ကအများနဲ့တရားဒီဟာကြီးမလုပ်ချင်ဘူး။ तू ကမှထုခဲနေရအဲ့လိုမျိုးတွေးရလေအဲ့လိုမျိုးပြောရလေလည်းတွေးလိုက်ပါတယ်။အဲ့ဒါလည်းမဟုတ်ပါဘူး။ထုခဲရလည်းမဟုတ်ပါဘူး။ကျွန်တော်တို့ကဒီဟာပြန်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူမဆိုတော့ဒီဟာခေါင်းဆောင်မင်းသားမင်းသမီးနေရာတွေကတော့လိုချင်ကြပါပဲလေ။အဲ့ဒီအချိန်မှာဇက်ကောင်ကခုနကကျွန်တော်ရှေ့ရပြောသလိုပဲမေးလေးနှိုင်းလိုက်လို့ရှိရင်အဆင်ပြေသွားရင်မှရဲ။အဲကျွန်တော်ကကြတော့လေကျွန်တော်လိုချင်တာလေးရှိတယ်။သူကလည်းသူတို့လိုချင်တာလေးရှိရဲ။အဲ့ဒီအချိန်မှာ တော့အလုံးကညီမြပြီမှာကျွန်တော်တယောက်တည်းဟိုပြောလိုက်တော့အဲ့ဒီကြီးရှုတဲ့အမြင်မှာကျတော့ကျွန်တော်တယောက်တည်းအဲ့လိုမျိုးထူးကဲတဲ့ပုံစံမျိုးလေးဖြစ်သွားပါပဲခင်ဗျာဟုတ်ဟုတ်အာကျွန်တော်အဲ့လိုမျိုးကြီးကြလည်းမဟုတ်ပါဘူးမာဒါကျွန်တော်ရဲ့ရည်မှန်းချက်လိုပဲပြောရမယ်ဗျာနော်ကျွန်တော်ဒါနေရာလေးဆက်လာဆက်တလာကြတဲ့ဟာဒီလိုမျိုးဟိုဟိုဒါဘယ်သူမှပုတ်ခဲစော်ကားလည်းမဟုတ်အဲ့လိုမျိုးပြောလိုက်ယူလဲဟိုဝေဖန်ခန်းမှလည်းကြောက်တယ်မာလေးကဆက်ကြတဲ့အဲ့လိုမျိုးဟိုတခန်းထနှခန်းစားဆိုလဲမြိုက်ချင်မှု အဲ့လိုမျိုးလာငားတယ်ဒါရှူချိုရှူချိုမတိုင်ခင်တော့တော့တိတ်ပြောငားတာတော့မရှိပါဘူးเนาะကိုယ်တိုင်ထုတ်ရည်ရတာအများကြီးဒါပေမဲ့ရှူချိုပြိုင်ပွဲပြီးမှလူတိမှပို့ပြီးတော့အဲ့လိုမျိုးငားတာလေးရကြတော့အရန်ကြီးလောက်ွက်မရဘူးအဲ့လိုမျိုးတခန်းတခန်းစတခန်းစဆိုပရိသတ်တွေမြင်မှာကြတော့ဒီလိုမျိုးဟိုဒါအရန်သဘောမျိုးနဲ့ ဟိုဇက်ရံတဘောမျိုးနဲ့အဲ့လိုမျိုးဖြစ်မှာကိုလည်းမောင်လေးကကြောက်တာမလို့မလို့ခြင်းပေါ့နော်အားကြောင့်လည်းမောင်လေးကဒီကိုဟနဲ့ကိုဟိုမရရရင်လည်းနေပါစေငါဒီတိုင်းနဲ့ငါဟနဲ့ငါဒီတိုင်းနဲ့ဂျူးစားမယ်ငါဒါငါငါဘက်ကတော့အကောင်းဆုံးတော့ဂျူးစားမှာပေါ့လေအကောင်းဆုံးဂျူးစားမယ်ဒီတစ်ချိန်ချိန်တော့ဒီလိုမျိုးဒီ main နေရာလေးကတော့ဒါရလာမယ်လို့တော့မောင်လေးယုံကြည်တယ်ပေါ့နော်မောင်လေးဘာလို့လဲဆိုတော့အရှိမမောင်လေးဒီလာငှားတဲ့ဟာလေးကဟိုဘယ်လိုပြောလဲအရန်အရန်လေးအရန်တဘောမျိုးက ဖြစ်တယ်ပေါ့နော်မလေးကရှေ့မှာရိုက်ထားတွေကကြတော့ကိုဟားနဲ့ကိုဟိုခေါ်လာငားတာမဟုတ်ဖက်နဲ့ကိုဟားနဲ့ကိုထုတ်ရထားလီကဒါခေါင်းဆောင်နေရာနဲ့ရိုက်ထားဆိုတော့ main နေရာအဲ့လိုမျိုးလေဒီ fortune tv မှာလည်းဒါခေါင်းဆောင်နေရာလည်းမလေးပြလဲပြပြီးအဲ့လိုမျိုးဆိုတော့မလေးကအဲ့လိုမျိုးစိတ်ထဲမှာအဲ့လိုမျိုးမြိုက်ချင်တာပြောပြမျိုးပါခင်ဗျာဟာအီမန်းချက်တော့ mainly ဖြစ်ချင်တာပါခင်ဗျာ main မဟုတ်တော့မှ second နေရာလောက်ဆင် second တက်ဆိုတော့တကယ်လုတ်ခွက်ဟိုထိထိမိမိပိတ်သက်တွေရင်ထဲမှာဒါဆွေဆွေမြဲမြဲကြံကြံမဲ့အမှုပညာဆိုရင်တော့ဒါလုံမှာပါခင်ဗျာဟာ